မင်္ဂလာပါအော်ဒီယိုပိုင်းစောင်းတိုင်းမှာကြိုဆိုပါရစေစကုတ်ခါမှာတော့အေဗီလာ9ရက်နေ့မန္တလေးမြို့မှာဓာတ်ကိုက်လူတစုကအမှုချမ်းစီတများတိုက်တဲ့အကြောင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်မန္တလေးတွင်အေဗီလ9ရက်ညပိုင်းချိန်မှာလေကြီးမိုးကြီးကျနေချိန်နေအိမ်ကိုဓာတ်ကိုက်လူတစုကအမှုချမ်းစီတများတိုက်ရန်စ조사သဖြင့် ပြည်သူများစုဝေး၍ဖမ်းဆီးရန်လိုက်ရာကြောင်းဒေသခံပြည်သူများပြောပြသဖြင့်သိရပါတယ်။ဂျမန်နှင့်အေဗီလ9ရက်နေ့ညာ9နာရီအချိန်မဟာအောင်မြေမြို့နယ်စိန်မန်းရက်ခွတ်အေတုခ52လမ်း60လမ်းရှိနေငို့ဓမြတိုက်အမှုကျန်းစီရန်လူအုပ်စုကဝင်ရောက်လာကြောင်းအင်ရှင်များကပတ်ဝန်းကျင်ကိုအဟစ်အကူအညီတောင်းသဖြင့်ဓမြများထွက်ပြေးသွားရာပြည်သူများကပိုင်းဝန်းလိုက်ကြကြောင်းတို့ရတွင် အလူချမ်းစီတများတိုက်ရန်စူးစမ်းသူများကိုဖမ်းမမိခဲ့ကြောင်းသိရှိရပါတယ်။ထို့ကြောင့်စေပန်ရက်ခွဲမှ ပြည်သူတို့ကဒီလိုပြောဆိုပါတယ်။မိုးရွေလေတွေကြလာချိန်မှာမီးရလည်းမလာဘူး။အမောင်ကိုအခွင့်ကောင်းယူပြီးအလူချမ်းစီကိုစူးစမ်းတာ။ပြည်သူတွေကတော့ရရတောက်တားလက်နဲ့ကင်ပြီး လိုက်တာပဲမမီးလိုက်ဘူး။ဘာတွေပါသွားလဲတော့မသိဘူး။အခုမိုးကြီးလေကြီးကြတော့အားလုံးထိုင်ပြီးလုံခြုံရေးစောင့်နေရတယ်။ တခေါရီရလည်းပေါ့မှာပေါ့ဓာတ်ကင်ပြီးလူရချင်တဲ့သူတွေလည်းပေါ့တယ်မီးတွေကမလားနေစရာမရှိအရန်ဒုက္ခရောက်ရတယ်တမန်လေးည၈နာရီချင်းခန့်တွင်မန္တလေးမြို့တွင်ဒေကြီးမိုးကြီးကြားရောက်သဖြင့်နောက်ဆက်တွဲငလျင်ကြောက်၍တဲများဖြစ်နေထိုင်သောပြည်သူများမှအတိဒုက္ခရောက်နေကြောင်းသိရှိရပါသည်